င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ခရနီပြည်မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းနေရဲစွန့်ခွာခဲ့ရတဲ့စစ်ပေးဆောင်ပြည်သူတွေဟာစာနယ်ရိတ်ခါနဲ့အခြေခံလိုအပ်ချက်တွေအပြင်စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ပါရင်ဆိုင်နေကြပါတယ်။စစ်ဆောင်ကာလကြာလာတာနဲ့အမျှမိခင်တွေအတွက်သားသမီးတွေရဲ့ငတ်မှုမှုစိုးရိမ်စိတ်ဟာဘလောက်အထိကြီးမားလာနေပါသလဲ။ဒါအပြင်လိုက်ကောဒီမော့ဆိုအနောက်ချမ်းနယ်မိုးပြဲဒေသတွေတဲကစစ်ပေးဆောင်တွေဟာဝင်ငွေလည်းမရှိအလူရှင်အားနည်းမှုတွေနဲ့နောက်ပြီးတော့ဒီကုံစည်နှုံး မြင့်တက်တဲ့ဖိစီးမှုတွေကြောင့်အိမ်တွင်းပဋိပက္ခနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေပါကြုံနေကြရပါတယ်။ဆောင်းနှင်းကိုရောက်လာတော့လေဒီအေးဒံကြောင့်တက်ကြီးပိုင်းသေဆုံးမှုတွေပါရှိလာနေတဲ့အခြေအနေတွေကိုစစ်ပေးရှောင်မိသားစုဝင်တွေနဲ့အကူအညီပေးရအဖွဲ့တာဝန်ခံတွေရဲ့ပြောပြချက်တွေကိုတော့ဒီနေ့ရဲ့ podcast အစီအစဉ်ထဲမှာနားဆင်ကြရမှာဖြစ်ပါတယ်။ ရနီပြည်မှာစစ်ဘေးရှောင်ကာလဟာကြာလာတာနဲ့အမျှစစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝဟာအခြေခံစားနပ်ရိက္ခာချို့တက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေနဲ့ပါပုံမှုကြီးမားစွာနဲ့ရင်ဆိုင်လာနေကြရပါတယ်။အထူးသဖြင့်တော့စစ်ရှောင်မိခင်တွေဟာသာသမီတွေရဲ့အငတ်ဘေးကိုစစ်ရေးအန္တရာယ်ထက်ပိုပြီးတော့စိုးရိမ်ပူပန်နေကြပါတယ်။ဒီမော့ဆိုအနောက်ချမ်းမှာ၅နှစ်နီးပါးစစ်ရှောင်နေရတဲ့အမျိုးသမီးတယောက်ရဲ့ရင်တွင်းခံစားချက်ကတော့ဒီလိုပါ။ 个晓得，那那他那三弟伢老板，那十姑爷呢？他那十伢，就前几个都是俺听外地老乡说的。他的来说，哎，你们说三产上没试着去做？人家说没办法，那苦活干不得，去了，但是没啥苦力，俺不买到一个了，养熟了那个活啊。十的时候有钱了，十弟郎活不拉了，我那。 ဒီလိုမျိုးစိတ်ဖိစီးမှုတွေဟာစစ်ကောင်စီရဲ့ညပိုင်းလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အိမ်မရတဲ့ညတွေပေါင်းဆက်သွားတဲ့အခါမှာပိုပြီးတော့ဆိုးရွားလာပါတယ်။စာဝတ်နေရေးမပြေလည်မှုဝင်ငွေမရှိမှုတွေကြောင့်မိသားစုအတွင်းအိမ်တွင်းပဋိပက္ခတွေနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေပါဖြစ်လာနေတယ်လို့စစ်ဆောင်တွေကပြောပါတယ်။လိုက်ကော်ကလည်းစစ်ဆောင်လာတဲ့အမျိုးသမီးတစ်ယောက်ကလည်းစာဝတ်နေရေးအဆင်မပြေတဲ့အခါမှာကလေးတွေကိုစိတ်တူတာ အော်မိတာတွေအပြင်အိမ်ထောင်ရေးပြဿနာတွေပါဖြစ်လာတယ်လို့ရှင်းပြပါတယ်။အမိုးရေဒီမျိုးမောက်စားချင်တဲ့အမိုးဒီမျိုးစားချင်တဲ့ပြည်ကြီးကတော့အရင်လိုမျိုးအစိမ်းကြီးဆက်ဆောင်လိုက်တာအတော့ကချီခါကြတော့သူတို့အော်မိတာပေါ့သူတောင်းစားချင်တဲ့ဟာသူတို့မကျေးနိုင်တော့ခါကြတော့စိတ်တူတော့ကလေးကိုအော်မိတယ်မိသားစုတွေနဲ့မအိမ်ထောင်ရေးနဲ့မစကားမြရန်ချီအဝန်ကြီးအစိမ်းကြီးတခါကြတော့ ဒီလိုမျိုးပြင်းထန်တဲ့စိတ်ဖိစီးမှုတွေကြောင့်ဆစ်ဆောင်တွေထဲမှာနှလုံးဖောက်တာ၊သွေးတိုးတက်တာစတဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေပါကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ဝင်ဝင်ရရှိမဲ့အလုတ်ကံမရှိတဲ့အပြင်အလူရှင်တွေရဲ့အကူအညီပေးနိုင်မှုကလည်းတစ်နှစ်ထက်တစ်နှစ်အားနည်းလာနေပြီးကုန်စည်နှုန်းတွေကတစ်လထက်တစ်လ ပိုမြင့်တက်လာနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။အာဟာရပြည့်ဝတဲ့အသားငါးကျပ်ဥတွေမဝယ်ကျွေးနိုင်တော့တဲ့အတွက်ကလင်းငယ်တွေဟာအာဟာရချို့တက်မှုတန်ကိုလည်းရင်ဆိုင်နေရပါတယ်။ဒီမိုးဆိုအနောက်ချမ်းကဆစ်ရှောင်မျိုးသမီးကလည်းကလေးတွေကိုသူဘယ်လိုမျိုးကျွေးမွေးနေရတယ်ဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပြောပြပါတယ်။ဝင်လာကမရှိတော့ကလေးအဟာရဆိုတာလည်းတော့မတနိုင်လေတော့ဒီလိုပြုတ်နေတဲ့ဟင်းရည်လေးနဲ့အလူစားရိုက်ကမှကံကောင်းတော့လို့ကလေးကိုဒီလိုပဲ ထမဘီဗနာလိုက်ကောဆစ်ဆောင်မျိုးသမီးကလည်းအလူရှင်တွေမလာတော့တဲ့အတွက်ပိုးပြီးတော့ဒုက္ခရောက်နေတဲ့အကြောင်းကိုအခုလိုပြောပါတယ်ကျောမမင်းနဲ့မမလာဘာဒုက္ခရလေမန်အလူရှင်လေမလာတနည်းလို့ရှိပြီရောအစီနက်စီကိုစင်းနော်လေစီတဲ့ဝင်ွေရမရှိအလူရှင်ရလေမလာတော့ပူဆိုးပါ စာဝတ်နေရေးဖိစီးမှုတွေအပြင်ရှမ်းပြည်တောင်ပိုင်းဖက်ခုံမြို့နယ်မိုးပြဲမြို့အနောက်ခြမ်းမှာရှိနေတဲ့စစ်ဘေးရှောင်စခန်း26ခုကပြည်သူတွေဟာအရင်နှစ်တွေကထက်ဆော်ပြီးတော့ ပိုပြင်းထန်တဲ့အေးအေးဒဏ်နဲ့ရင်ဆိုင်နေရပါတယ်။နိုဝင်ဘာလအစောပိုင်းကလေးကအေးအေးပူနေတာကြောင့်အခုနိုဝင်ဘာလနောက်ဆုံးအပတ်ရောက်လာတဲ့အခါမှာတက်ကြီးပိုင်းအရွယ်တည်ဆုံးသူ6ယောက်ထိရှိနေပြီလို့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။အေးအေးဒဏ်ကြောင့်ဆောင်တဲ့အနှွေးထည်လိုအပ်နေတဲ့အခြေအနေကိုလည်းနှွေဦးရောင်ချီဖောင်ဒေးရှင်းရဲ့တာဝန်ခံကိုဂျူလိုင်ကအခုလိုရှင်းပြပါတယ်။ဒီနေ့တိုင်းထက်ကပူအေးနေတယ်ဒီနေ့က အနိတိုင်းလို့ဆိုလို့ကျွန်တော်ပြင်စင်ပါလလည်းတော့မှလုံးဝကချမ်းအေးတာပေါ့အခုကအခုကတည်းကအေးပူနေပြီဆိုတော့လာမယ့်ဒီစင်ပါဟိုလလည်းတော့ဆိုလို့ချင်းပို့ပြီးမှအအေးပူနိုင်တဲ့နေသားမှာတော့မန်းတော့မန်းထားကြတာပေါ့နော်အဲကြောင့်တချို့စိတ်ချောင်းတွေမှာဆိုလို့ချင်းဆောင်းကသမိသားစုလုံးမှာတော့မှနှစ်ထည်သုံးထည်ပဲရှိတာတွေအားရှိတယ်အဲ့တော့ထချုံနေရတဲ့မျိုးမလောက်မငတ်နဲ့ချုံရတဲ့မိမိသားစုတွေလည်းအများကြီးရှိတယ်ပေါ့နော် အေးအေးဒံအပြင်စစ်ဆောင်တွေဟာအသက်ရှူလမ်းကြောင်းဆန်ရယောဂတွေငှက်ဖြားသွေးလွန်တုပ်ကွေးစတဲ့ယောဂဝေဒနာတွေကိုပါခံစားနေရတာဖြစ်ပါတယ်။ယောဂဗေဟကာကွယ်ဖို့အပြင်အနှွေးထည်နဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့လည်းခရီးအမျိုးသမီးအစည်းအရုံး KNWO ဥက္ကဋ္ဌမော်ဖရေးမြာကပြောပါတယ်။ ပြီးခဲ့တဲ့နေ့ဆိုရင်ကျမတို့မြပြင်အခြေအနေရပါတော့ကျမတို့ဒီငက်ဖြားတွေတုတ်ကွေးတွေအဖြစ်များတဲ့ဟာမျိုးတွေရှိတော့အခုဆိုရင်လည်းတုတ်ကွေးတွေပေါ့နော်ကလေးတွေအနာစီချောင်းဆိုးတာဖြစ်ပြီးလို့တုတ်ကွေးနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဟာတွေရှိတယ်ပေါ့နော်တက်ကြီးပိုင်းမှာဆိုနာတာချေယောဂဝေဒနာတဲ့တွေအတွက်ဆိုလည်းဒီဆောင်းတို့ပေါ့နော်အနှွေးထည်တို့တို့အားတဲ့အခြေအနေမျိုးတွေဖြစ်တယ်ပေါ့နော် ဂရနီလူခွင့်ရဲ့အဖွဲ့ KNHRG ရဲ့တတိပေးချက်အရဆိုရင်စစ်ကော်မရှင်တပ်ဟာစားနပ်ရိက္ခာနဲ့ဝင်ငွေရတဲ့လမ်းကြောင်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်လာတာကြောင့်ရှေ့ဆက်ပြီးတော့စစ်ဘေးရှောင်တွေဟာအငတ်ဘေးနဲ့ကြုံတွေ့လာနိုင်တယ်လို့တတိပေးထားပါတယ်။ဂရနီလူခွင့်ရဲ့အဖွဲ့ကလက်ရှိစစ်ဘေးရှောင်2သိန်းကျော်ကိုကူညီနိုင်ဖို့နိုင်ငံကအတိုင်းဝိုင်းကနေငွေကြေးနဲ့အရင်းမြစ်တွေဆက်လက်ရရှိရေးညှိနှိုင်းဆောင်ရွက်ပေးကြဖို့တောင်းဆိုထားကြပါတယ်ရှင်။ ီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်